ထရိုင်လာကြည့်တဲ့အချိန်မှာကျွန်တော်သတိထားမိတာတစ်ခုတော့ရှိတယ်ဗျအဲ့ဒါကတော့အကြီးဆိုတဲ့ဇာတ်ကောင်ခဏခဏထည့်ပြောပါမယ်အကြီးရှိတစ်ခေါက်ကြီးတစ်ခုစက်ဆိုဆုပ်ပဲနှစ်ခေါက်အကြီးပဲသုံးခေါက်ကြီးကြီးပဲလေးခေါက်လေးခေါက်တော့ထည့်ပြောတာအကြီးဆိုတာသိအောင်ပေါ့လေခါတာကပဲဘာမှတိတ်ပြီးတော့ထရီထူးထူးတွေလောက်ကြတာတော့မရှိဘူးနေဝင်းရဲ့ဖိုးဖိုးရဲ့တငယ်ချင်းတိုင်ဟောစင်ပေါ့အဲ့ဒီခုမှလည်းလိန်တဲ့ဟာတွေအကုန်လုံးရုပ်တိလုံးဝမဆန်တဲ့လိန်ကြီးမျိုးတွေဗျာဘယ်လိုပြောမလဲ TikTok video တွေလိုပဲတစ်ပိုင်းတစ်ပိုင်းရိုက်ပြီးတော့ဆက်ထားသလိုမျိုးပဲပေါ့လေ ငါမြင်မွေးနေရောငါသဘောမကျတော့ဘူးခက်ချမ်းလုံးကခလုတ်တိုက်လုံးအောင်ကျလို့ပုတ်တော့မဲဟာလာစမ်းမအားအဖေးဆုံးသွားဖေးတော့စားအဲကဲတမရအောင်တော့ တစ်ခေါက်တစ်ခါတော့ရောက်လာပြန်ပြီပေါ့လေဒီဒီဘက်ကတော့မြန်မာကားကြည့်ရမှာပေါ့ရှေ့မှာဗျတောက်လျှောက်အင်္ဂလိပ်ကားကြီးရှိပြီဒီဘက်မြန်မာကားကြည့်ရမှာနည်းနည်းတော့ဖီကွေးရပေါ့လေဒီတစ်ခေါက်ကတော့အကြီးပေါ့အကြီးဆိုရင်နာမည်နဲ့လိုက်အောင်ပုံကြီးကိုအကြီးထားတာလုံးဝသူတကားရဲပဲပေါ့လေဒီတစ်ဘက်တင်လာတော့10ခွဲ1နာရီ3ခွဲ6နာရီပေါ့လေ သူတို့ဒီတကားရဲပဲပြမှာဒီသမရယုံမှာမင်းသားကတော့နေဝင်ကြည့်လိုက်တာဟာမာရာဒူနာလားဆိုကြည့်လိုက်တာမဟုတ်ဘူးနေဝင်ဖြစ်တယ်နေဝင်ကားတွေကတော့ကျွန်တော်ကြည့်ရတာများလုံးလုံးဒါဘယ်နှကားမြောက်လဲတော့မသိတော့ဘူးဗောလေဒီပရိုဂရမ်ရိုက်တဲ့အချိန်မှာမင်းသမီးကတော့ဖွဖွေးဖွဖွေးကတော့ကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှိရင်မစ္စတာလူပရိုဂရမ်ရိုက်တဲ့အချိန်မှာဒါဒုတိယမြောက်ကားဗောပထမကားကတော့ခန်းကော်နီဒီကားကတော့ဖွဖွေးကဖွဖွေးကဒီ9နဲ့6နဲ့လောက်ရွေးချင်လောကအနေနားပြီးတော့မှပထမဆုံးပြန်ရိုက်တဲ့ကားလို့လည်းသိရတယ်ဒရိုက်တာပွင့်သိန်ကြီးစောဗောလေပွင့်သိန်ကြီးစောကားကလည်းဒီကားနဲ့ဆိုလို့ရှိရင်ကျွန်တော်ကြည့်ဘူးလားဆိုလို့ရှိရင်ဒီပရိုဂရမ်ရိုက်တဲ့အချိန်မှာဒုတိယမြောက်ကားဗောပထ မကတော့ဒိမ်ပကြီးဒိမ်ပကြီးကတော့ drummer ပေါ့ဒီကားကတော့ဘလို့ဖြစ်ပြီးဟာတာကားရိုက်လေတော့ကျွန်တော်မသိဘူးပေါ့သူလည်းဟာတာကားကြီးရိုက်တာအာတန်တဲ့ driver ဖြစ်မယ်ခင်ဗျာပေါ့လေဒီ program ရိုက်တဲ့အချိန်မှာကျွန်တော်သူတို့ကားကြီးကြည့်ဘူးတာပြောတာပေါ့နော်အရင်တစ်ပတ်တုန်းကကျွန်တော်ဒီ Jackie Chan ကပြောတဲ့အချိန်မှာတော့ဗျာ Karate Kid ဆိုတဲ့ဟာဒီ program ရိုက်ဘူးတဲ့အချိန်မှာဆိုကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ Karate Kid မှာနောက်က legend ဆိုတဲ့စကားလေးပြောဖို့မေ့သွားတယ်ကျွန်တော်ကဗျာအောက်မှာ comment တွေမှာပိုးသူပတ်ဆက်ဝိုင်းစေချာကျွန်တော်ကိုယ်တိုင်ပဲပြောတာမရှင်းမလင်းဖြစ်သွားလို့ပေါ့လေအဲ့ဒီ drone လေးတီးခိုက်ပေးကြပါလို့ ควรนะคะวีวิเฟ้ย ကျွန်တော် online မှာရှာကြည့်ရတော့ပြောမယ်ဆိုလို့ရှိရင်ဒီ driver ပွင့်သင်ကြီးဆိုတဲ့ဖူဖူရဲ့တတိယမြောက်ကားလို့လည်းသိရတယ်ပေါ့လေဒီ2022ခုနှစ်တုန်းကရီစာယူနီဆိုတဲ့ကားရဲ့ပြီးတော့2024တုန်းကရွှေဖူးစာဆိုတဲ့ကားရဲ့ဒီရုပ်ရှင်ကားကြီးပေါ့လေထွက်ဘူးရယ်ပေါ့လေဒါတတိယမြောက်ကားပေါ့စိတ်ဝင်စားသွားတော့နေဝင်တော့ပါပြီနေဝင်ပါပြီဆိုလို့ရှိရင်တော့ချူလေးပဲပါအောင်မလားဆိုကြောကြည့်လိုက်တဲ့အချိန်မှာပါပါရယ်ဗျာအထူးဧည့်သည်တယုတ်ဆောင်အနေနဲ့အဲ့တော့ချူလေးပါပြီဆိုတော့ငွေကြွေးတဲ့အခန်းကြီးပါအောင်မလားဆိုတော့စိတ်ဝင်စားရယ်ပေါ့လေ trailer ကြည့်ပြီးကျွန်တော်ခံမှန်းချက်တွေပြောပြမယ်ပေါ့နော် trailer ကြည့်ရတော့ပြောမယ်ဆိုလို့ရှိရင်တော့နေဝင်နဲ့ဖူးဖူးနဲ့ကလူလေ န်လေး trailer ရဲ့စကားတိုင်းပြောမယ်ဆိုလို့ရှိရင်အကြီးလိန်ကြတာသုံးမြတ်သူသားကနေပြီးတော့သူတို့နဲ့မထင်မှတ်ပဲတွေ့မယ်သုံးမြတ်သူသားအတိတ်မိနေရတော့၎င်းယူးချင်အောင်စောင်းနေရတော့၎င်းဖြစ်လိမ့်မယ်သူဘလို့သူတို့စီရောက်လာတယ်ဆိုတော့မြုပ်ကွက်အနေနဲ့ရုပ်ရှင်ကြီးတွေမှာပေါ်မယ်ထင်တယ်အဲကြိုင်းမှာမှာသုံးမြတ်သူသားသူတို့အိမ်ပေါ်ရောက်လာပြီးတော့ပောက်ပြရိုက်ဖြစ်ကြမယ်ပေါ့လေနေဝင်တဲ့ချူလေးနဲ့ကတော့ ရီးသားတွေနေဝင်းကိုဖိုးဖိုးနဲ့တဝင်တူမယ်ပေါ့ဇလန်ကတော့အဲ့လိုပဲဖြစ်မှထင်တယ်ဗျာအဲ့ဒါအောင်မှဘယ်လို twist တွေလုံးအောင်လဲဘယ်လိုလှည့်ပြောင်းတွေလုံးအောင်လဲတော့ကြည့်ရမှာပေါ့ဒါ trailer ကြည့်တဲ့အချိန်မှာတော်တော်3ထားမိတာတခုတော့ရှိတယ်ဗျာအဲ့ဒါကတော့အကြီးဆိုတဲ့စကားကိုခဏခဏထည့်ပြောရမယ်ဘယ်နှခေါက်လဲဆိုလို့ရှင်ရဲ့ကြီးရှိတစ်ခေါက်ကြီးတစ်ခုစက်ဆိုစုပ်ပဲနှခေါက်ကြီးပဲသုံးခေါက်ကြီးရှိမယ်လေးកောင်လေးកောင်တော့ထည့်ပြောတာအကြီးဆိုတာသိအောင်ပေါ့လေအခုလည်းပုံလေးအကြီးဆိုတော့မလို့ရအောင်ရိုက်ထားအောင်လဲဆိုတော့တစ်ချက်တော့သွားကြည့်လာပါဦးပြီးတော့မှကျွန်တော် review ပြောပြအောင် ြောတယ်ဟိုကလပ်ပိုင်းကြီးကြီးသူကအလုံးလေအလုံးပေးကစမ်းချောင်းစမ်းချောင်းစမ်းချောင်း ြီးကတော့ကြည့်ပြီးသွားပြီ trailer ကိုကြည့်ပြီးခံမှန်းခဲ့တဲ့အတိုင်းပဲ80ရာခိုင်နှုန်းလောက်ကတူတယ်ဗျာဇလန်ကဘာမှထူးခြားမှုမရှိဘူးသပင်ဦးကြဟာတာကားရဲ့ဇလန်အတိုင်းပဲဒီကားမှာတို့အဓိကပြချင်တာနှစ်ချက်ဗျာနေဝင်းနဲ့ဖူးဖွေးနဲ့ပတ်လိန်နဲ့အကြောင်းနေရယ်နောက်ပြီးတော့နေဝင်းရဲ့ဖူးဖွေးရဲ့တငယ်ချင်းတန်ရောစင်ပေါ့အဲ့နှစ်ခုမှလည်းလိန်နဲ့ဟာတွေကတော့ရုပ်တည်လုံးဝမဆန်တဲ့လိန်ကြီးမျိုးတွေဗျာအပြင်လောကမှာမဖြစ်နိုင်တဲ့ဟာမျိုးတွေကြီးပဲဒီနေဝင်းနဲ့ဖူးဖွေးရဲ့တငယ်ချင်းတန်ရောစင်ပြတာတော့မစိုးဘူးပေါ့လေနည်းနည်းလေးတော့အဲ့ဒါတော့ပုံပေါ်တယ်ပေါ့ဒီကားကြည့်ပြီးတဲ့အချိန်မှာကျွန်တော်စဉ်းစားမိတာကြတော့ဗျာဒါ driver ပွင့်တိမ်ကြီးဆိုပေါ့လေသူကားဆိုလို့ရှိရင်ကျွန်တော်တိမ်ပစီကြည့်ဘူး ူးတယ်ဒီ program ရိုက်တဲ့အချိန်မှာတိမ်မချီကတော်တော်လေးကောင်းတယ်ကြာတိမ်မချီရိုက်တဲ့ driver ကိုဟုတ်ရလားဆိုပြီးကျွန်တော်ပြန်ပြီးစမ်းသပ်မိတယ်ဗောလေလောက taste ချင်းကမတူဘူးဗောပွပွရတော့ဗျာဒီကား9နဲ့6နဲ့ကျော်တော့နားပြီးတော့မှပြန်ရိုက်တဲ့ကားဆိုတော့ပထမဆုံးကောင်းဆိုတော့ပေါ့ပေါ့ပေါ့ပါရိုက်ထားတယ်လို့လည်းပြောထားတယ်သူပြောတဲ့အတိုင်းပဲပေါ့ပေါ့ပါပါတော့ဖြစ်တယ်ဗောလေခါတာကပဲဘာမှတိတ်ပြီးတော့ထွေထွေထူးထူးတွေလောက်တာတော့မရှိဘူးဘာပြောသူရုပ်ရှင်ပြန်ရိုက်တဲ့အတွက်တော့ဝမ်းသာတယ်ကျွန်တော်တို့ဒါဂျမ်းဝိုင်ဗောလေဂျမ်းဝိုင်နေရဲ့80ရာခိုင်နှုန်းလောက်ရဲ့အကြိုက်ဆုံးမင်းသမီးဆိုနှစ်လက်ပဲရှိနေမယ်အင်နာကျော်တဲ့ပွေးဗောကျွန်တော်ကိုယ်တိုင်လည်းပွေးပရိသတ်တွေတွေကတယောက်ပါဝင်ဖြစ်တဲ့အတွက် ူကားကြည့်ရတော့ကျွန်တော်သဘောကျတယ်ဗောလေဇလန်းอ่ะဗျာနှစ်နာရီလောက်ရှည်ရယ်ဗျာအဲ့နှစ်နာရီလောက်ထပ်စာလို့လို့ရှင်ဗျာအရင်အီလွန်းနေအဲ့ဒါကိုဆွဲချုံလိုက်လို့ရတယ်ဗောလေဇလန်းကိုနှစ်ပိုင်းခွဲပြီးတော့ပြောလို့ရတယ်ပထမတစ်ချမ်းကတော့နေဝင်းနဲ့ဖူးဝင်းနဲ့ပတ်လိန်နဲ့ဟာတွေကိုပြတာဗျာ TikTok ဗီဒီယိုတွေပဲတစ်ပိုင်းတစ်ပိုင်းရိုက်ပြီးတော့ဆက်ထားသလိုမျိုးပဲဗောလေဒုတိယတစ်ချမ်းမှာကျတော့စိုးမြတ်သူစားပါလာပြီစိုးမြတ်သူစားပါလာတဲ့အချိန်မှာတော့ဒီဇလန်းအနေနဲ့ပို့ပြီးတော့လှုပ်ခတ်ခတ်ဖြစ်လာတယ်ဗောလေလှုပ်လှုပ်ခတ်ခတ်ဖြစ်လာတဲ့အချိန်မှာစိုးမြတ်သူစားပါရဲ့အခန်းထဲကသူကစကားပြောရတဲ့အခန်းမှာပေါ့အိုက်တင်နေရင်ပဲဗျာတော်တော်လေးတယုတ်ပေါ်တယုတ်ဆောင်သွားတယ် ဘာလို့ဝိုင်းရင်တဘာရင်တယောက်ဆောင်တယောက်ဆောင်ဘလူလဲဆိုတော့တက်တည်ပြသွားတယ်ပေါ့လေသူပါရဲ့စင်းနေကတော့ရီရတယ်ပေါ့ဗျာသူတို့ပြရတဲ့ခါသားကြီးကတော့ကျွန်တော်တို့တိတ်မကြီးရပါမယ်။ဆိုမြတ်သူသာပါရဲ့အခန်းကြီးကတော့ကျွန်တော်သဘောကျရဲပေါ့လေ။ကြီးကြီးတို့နန်းနေတင့်တော်ရဲ့ခုနဲ့လုပ်ပြီးတော့ဟုတ်အရှင်နေဝင်းဖို့ဖို့ဆိုမြတ်သူသာဆိုနမဲကြီးကြီးနဲ့ရေးထားသလိုပဲဒီကားမှာပါရဲ့စင်းနေအားလုံးရဲ့90ရာခိုင်နှုန်းလောက်ကသူတို့၃ယောက်ပဲသူတို့၃ယောက်မပါရဲ့စင်းဆိုတာခက်ရှာရှာပဲ။ဂျန်နဲ့တရုတ်ဆောင်တွေအကုန်လုံးကတစ်ခန်းတစ်ခန်း၃ခန်းအများဆုံး၃ခန်းလောက်ပဲဝင်ပါတာ။ အဲ့တော့ဒီဇလန်းအကြောင်းကိုကျွန်တော် review ပြန်ပြောမယ်ဆိုလို့ရှိရင်ဘယ်ကဘယ်လိုစပြောလို့ပြောရမှန်းတော့မသိဘူးဒီဇလန်းကလည်းဒုံရင်းဒုံရင်းရိုးရှင်းရှင်းပဲရိုက်ထားတာလေဒါသူတို့နှစ်ယောက်ဟာသားကြီးရှောက်ပြီးပတ်ရိုက်ထားတာဆိုတော့တကယ်ကိုဘယ်ကဘယ်လိုစပြောလို့ပြောမှန်းမသိဘူးပေါ့လေအဲ့မှာကျွန်တော်တခုစဉ်းစားမိတာကြတော့ဗျာဟာသားကြီးအရန်ထိတ်ပြီးရိုက်တယ်ပေါ့ဗျာဟာသားကြီးရိုက်လို့ရှိရင်လည်းဘယ်လိုပြောမလဲလက်တွေ့မဆန်ပဲပေါ်ရည်လို့ယူဆရတဲ့ အပိုင်းလေးတွေတော့ပါလာပြီပေါ့အဲ့မှာဒီအပိုင်းမှာကျွန်တော်ဖတ်ဘူးတဲ့စောင်းမလေးတစ်ပုဒ်ကိုသွားသတိရမိတယ်ဗျာကျွန်တော်ကဆီယာမင်းလူဖန်ဆိုတော့ဆီယာမင်းလူရဲ့ဒီဒဂိုရောမဂဇင်းဆိုရဲအားထဲမှာပါတာပေါ့လေပေါ်တာအပြက်လားဆိုတော့သူရဲ့အာပေါ်ရဆိုလို့ရှင်တော့ဗျာဟာသားဝတ္ထုပဲရေးရေးဟာသားရုပ်ရှင်ပဲရဲရဲအတိုင်းတာတစ်ခုကြည့်တော့လက်တွေနဲ့ကင်းကွာပြီးပေါ်ကြအောင်ပါပဲအဲ့ဒါအပြစ်မဟုတ်ဒါပေမဲ့လည်းပြိတ်သက်ပေါ်တက်စားရှိရှိပေါ်ဖို့ပေါ့လေငါတို့ကတော့ပေါ်ပြရင်လူတွေအကုန်လုံးကတော့ဝိုင်းကြီးကြပါပဲဆိုပြီး လူရိုက်ပြတာမျိုးမဟုတ်ဘဲနဲ့ဇလန်းသဘောအရလူအဲ့လိုပေါ်လိုက်တဲ့ဟာမျိုးဆိုလို့ရှင်တော့ပြဿနာမရှိဘူးပေါ့အဲအဲ့လိုမျိုးလေးစင်ရင်ကြီးရိုက်မယ်ဆိုလို့ရှင်တော့ပူကောင်းမယ်လို့တော့ထင်တာပေါ့ဒါကျွန်တော်အကြံပေးတာပါဈေးကွက်အနေထားရဆိုလို့ရှင်လည်းဟာတာကားဆိုလို့ရှင်ပြိတ္တတွေကပူကြည့်ကြတာများတယ်ပေါ့လေ online ပေါ်မှာဗျာဘလောက်ပဲ negative comment တွေပြောပြောဘယ်လိုပဲဖြစ်ဖြစ်ယုံမှလူတွေလာကြည့်ကြတာပဲကျွန်တော်ခုလာကြည့်တဲ့အချိန်မှာလည်းယုံမှလူတွေရှိကြတာပဲသူပြိတ္တတွေကသူကတော့ရှိတာပဲဘာလို့လဲလူတွေအကုန်လုံးကစိတ်ညစ်နေကြတာဗျာရည်ကြင်ကြတယ်အဲ့အချိန်မှာဂလိထိုးပေးမဲ့လူလူနေရပေါ့လေ အားကြောင့်မလို့တို့ကဒါတာကားတွေဆိုလို့ရှိရင်ကြိုက်ကြတာအဲ့တော့အဲ့ပြိတ္တတွေအဖြစ်လည်းမဟုတ်ဘူးဒါတို့ရဲ့ရွေးချယ်မှုပဲကိုကြိုက်ရင်လည်းကြိုက်မယ်မကြိုက်ရင်လည်းမကြိုက်ဘူးပေါ့လေတယောက်နဲ့တယောက်ကတော့အမြင်ငင်းတူတိုင်းမှာမဟုတ်ဘူးကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်ရွေးစရာနှစ်ကားရှိရပြဒီအကြီးဆိုရဲရုပ်ရှင်ကားရဲနောက်ပြီးအင်္ဂလိပ်ကားပေါ့လေ One Battle Battle After Another လာဒီ Leonardo DiCaprio ကားပေါ့အဲ့ကားလည်းကျွန်တော်ကြည့်ချင်တယ်ပေါ့လေဒါပေမဲ့လည်းကျွန်တော်ရဲ့ဒီ program policy ကမြန်မာကောက်ဦးစားပေးရမယ်ဆိုတော့ကျွန်တော်မြန်မာကောက်ဦးစားပေးပြီလာရှိတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းဖူဖူရဲ့ပြိတ္တဆိုတော့ဖူဖူရဲ့ကမ်ဘတ်ကားမို့လို့လာကြည့်ရပေါ့လေ။ဒါသူ့အတွက်ကတော့ဖူဖူအတွက်ကတော့သွေးပူလေးရှင်ကမ်းပေါ့ဗျာ။သူအရင်တော့ဆိုလို့ရှိရင်လည်းကျွန်တော်ကြိုက်ခဲ့တဲ့ကားကြီးပေါ့လေ။ကျွန်မအနေစီပါမအောင်တို့ဒီဒီဇိုင်းအင်းတို့ပေါ့။အဲ့လိုမျိုး heavy တွေမရိုက်ခင်မှာဒါသူ့အတွက်သွေးပူလေးရှင်ကမ်းအနေနဲ့ပေါ့ပေါ့ပါလေးရိုက်တယ်။နောက်ပိုင်းမှာလည်းပူကောင်းတဲ့ကားကြီးဒီပို့ပြီးတော့ ဒရာမာဆမ်းမဲ့ကားမျိုးတွေပို့ပြီးလေးလေးနက်နက်သေယုဆောင်အောင်မဲ့ကားမျိုးတွေပို့ပြီးရိုက်နိုင်မယ်လို့လည်းမျှော်လင့်နေပါလေကျွန်တော်တယောက်တည်းအမြင်အရသလိုကျွန်တော်ကျွန်တော်ဒီလိုလိုရုပ်ရှင်ကားမျိုးမကြိုက်ဘူးကျွန်တော်ကြိုက်မျိုးကြိုက်တဲ့ရုပ်ရှင်ကားအမျိုးအစားတွေမှာမပါဘူးပေါ့လေအဲ့ဒါ rating ပေးဆိုလို့ရှင်တော့30မှာ၄လောက်ပဲပေးခြင်းတယ်သူပြိတ္တနဲ့သူတော့ကြိုက်ကြမယ်ဒါပေမဲ့အဲ့ပြိတ္တတွေထဲမှာတော့ကျွန်တော်မပါဘူးဒါပေမဲ့ကောင်းတယ်မကောင်းဘူးကတော့ကျွန်တော်မဆုံးဖြတ်ပေးခြင်းဒါကြိုက်တဲ့လူတွေကြိုက်ကြမှာပဲအဲ့တော့ဒါအကြီးကြီးရုပ်ရှင်ကားနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ review ပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲတဒါ